တော့တည်ကြတဲ့အတိုင်းအာလာမင်နောက်လာခုနှစ်လေးကြာရင်ပြန်ပွဲရှိမှာဖြစ်ပါတယ်ဒီပွဲကကျွန်တော်မွေတိုင်းမဟုတ်ပဲကျွန်တော်ရဲ့ပွဲပရမောက်ဆိုပွဲခစ်ပေါင်းစီပွဲဖြစ်ပါတယ်ဆိုတော့အဲ့ဒီပွဲမှာအစတော့ကတော့သူတို့ပြောတာကကျွန်တော်ဒီစနေနေ့မနေ့ပေါ့နော်ကျွန်တော်အခုဒီရက်ပဲပြန်ပြီးတော့ချိန်တယ်စနေနေ့မနေ့မဟုတ်ပဲနဲ့ဒီတောက်ကြညပြီးတော့ထိုးနေကြတိုင်းပဲတောက်ကြညအာပြန်ပြီးတော့ချိန်မှာဖြစ်ပါတယ်ဆိုတော့အားလုံးစောင့်မျှော်ကြည့်ရှုအားပေးကြဖို့ တောက်ဆိုချင်ပါတယ်ပြီးတော့လည်းအကောင်းဆုံးကြိုးစားသွားမှာပါเนาะ thank you အပေးရရောက်စီတိုင်းလည်းကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲမင်္ဂလာပါမာရှယ်အကယ်ဒမီ channel နဲ့ပြည်သက်အားလုံးကျေးဇူးပါတယ်ခင်ဗျာ ကျွန်တော်တို့မှာ share academy channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးသတင်းတွေ1 championship web series ရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေတဲ့ channel လေးတစ်ခုပါ။ဒါကြောင့်မလို့မှာ share local channel တွေတဲ့ညီကိုရင်းနေနဲ့ကျွန်တော်ရဲ့ channel လေးကို like subscribe လုပ်ထားဖို့ကျွန်တော်ကမေတ္တာရပ်ခိုင်းနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်ဒီနေ့ပြည်သက်တွေစီကိုပြောချင်တာကတော့ကျွန်တော်တို့ပြည်သက်အများစုက Veronica ရဲ့ပွဲကပြတ်သွားပြီလို့ထင်ကြတယ်။ဒါပေမဲ့ Veronica ရဲ့ပွဲက မပြတ်ဘဲနဲ့1 Friday 5ပြန်ပွဲမှာပွဲထည့်ထားတယ်ဆိုတဲ့အကြောင်းလေးကိုသိရတဲ့လား update news လေးလာရောမျှဝေပေးရပါခင်ဗျာကျွန်တော်တို့ Veronica ကပုံမှန်ဆိုရင်1 Championship ကလာမယ့် normal 6ရက်နေ့မှာကျင်းပမယ့်1 Fight Night 37ပြိုင်ပွဲမှာကစ်ဘောက်စင်ပွဲဖြစ်အနစ်စာမဆန်တဲ့ပွဲတွေဖိထားတယ်။ဒါ့ပြင်မဲ့လက်ရှိအချိန်မှာ1 Fight Night 37ရဲ့ Fight ကထွက်လာတယ်။ Fight ကထွက်လာတဲ့အချိန်မှာ Veronica ရဲ့ပွဲကပါဝင်လာခြင်းမရှိဘူး။ ဒါကြောင့်ပရိသတ်အများစုကဘရိုနီကာရဲ့ပွဲကပြတ်သွားပြီးအလင်ဆာမဆန်ကနှုတ်ထွက်သွားပြီလို့ထင်နေကြတယ်။သို့ပေမဲ့လက်ရှိအချိန်မှာပွဲပြတ်သွားတဲ့ဆိုတဲ့အကြောင်းကိုလည်းဘရိုနီကာကလုံးဝထုတ်ပြောဆိုထားခြင်းမရှိသေးဘူး။သူ့အနေနဲ့ပုံမှန်တိုင်းပဲ training နဲ့လုပ်နေတယ်၊လေ့ကျင့်ခန်းတွေဆင်းနေတာမျိုးကိုပဲကျွန်တော်တို့ကတွေ့ရတယ်။ဘရိုကပွဲပြတ်သွားပြီဆိုရင်သူ့ရဲ့ social media ကနေ post တင်လာမှာပဲဗျာ။အနည်းနဲ့အများတော့သူကပရိသတ်တွေစီကို3ပေးမှာပဲ။ အခုက flow ကလည်းဘာမှ3ပေးထားခြင်းမရှိဘူးပြီးတော့သူ့ရဲ့ social media ကနေကျွန်တော် video အစမှထည့်ပေးထားတဲ့ video အတိုင်းပဲ flow ကိုယ်တိုင်ကအဲ့ဒီပွဲကြီးညာပြီးတဲ့နောက်ရက်မှာပဲသူ့ရဲ့ပွဲကို1 championship က1 final 37မှာပွဲတက်ပေးထားတဲ့အစား1 friday fight စီကို ကြောင်းလိုက်တယ်လို့ပရောကပြောထားတယ်။ပုံမှန်ဆိုရင်ပွဲကအမှန်တကယ်စနေနေ့မနက်မှာထိုးဖို့စီစဉ်ထားတယ်။ဒါပေမဲ့တောက်ကြညာပွဲကိုရွှေ့လိုက်တယ်ဆိုပြီးပရောကပြောထားတယ်။ဒါကြောင့်ဗရိုရဲ့ပွဲကတောက်ကြညာ1 Friday 5မှာကျင်းပမဲ့ပွဲမှာပါဝင်လာမလားဆိုတာစောင့်ကြည့်ရမယ်။ဗရိုနီကာရဲ့ပွဲကပါဝင်လာမယ်ဆိုရင်တော့1 Friday 5 132ပြိုင်ပွဲလောက်မှာပါဝင်လာဖို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်ကတော့မြင်နေ။ဘာကြောင့်လဲဆိုတော့ဒီလာမဲ့30ရက်နေ့မှာ1 championship က 1 Friday fight 131ပြိုင်ပွဲကြီးကိုကျင်းပသွားမယ်။အဲ့ဒီပွဲမှာကျွန်တော်တို့ရဲ့မြန်မာကိုသက်ပြူဖိုင်တာကျော်စွာဝင်းရဲ့ပွဲပါဝင်လာနိုင်ရရှိတယ်လို့ကောလာလာသတင်းတွေထွက်နေတယ်။ဝမ်ဘတ်ကတော့ official တင်ပြခြင်းမရှိသေးဘူး။ရော်နီကာရဲ့ပွဲကတော့ November 9ရက်နေ့မှာကျင်းပမဲ့1 Friday fight 132ပြိုင်ပွဲမှာဖြစ်လာနိုင်ရရှိတယ်လို့ကျွန်တော်ကသတင်းကောင်းပါထားခြင်းပါတယ်။အကယ်၍မြန်မာဖလော်ရဲ့ပွဲကအဲ့ဒီပြိုင်ပွဲမှာပါလာမယ်ဆိုရင်တော့မကြခင်မှာပဲ promotion ဘက်ကတရားဝင်ချပြလာဖို့ကြားခိုင်းလို့များပါတယ်။ ဖရိုနီကာကိုရင်ကလည်းပွဲပြတ်သွားပြီလို့ပြောထားခြင်းမရှိသေးတဲ့အတွက်ကြောင့်မလို့ပွဲကပြတ်သွားတယ်လို့တော့ပြောလို့မရသေးဘူး။ဒါပေမဲ့ဝမ်ကလည်း official တင်ထားခြင်းမရှိသေးတဲ့အတွက်ကျွန်တော်တို့နည်းနည်းဆက်ဆောင်ကြည့်ဖို့လိုတယ်လို့ကျွန်တော်ကပြောချင်ပါတယ်။ဒါ့အပြင်ထူးခြားတဲ့အကြောင်းလေးကိုပြောချင်တာပါ။လက်ရှိမှာ1 championship က official တင်ထားတာတော့မဟုတ်သေးပေမဲ့ကောလာဟလသတင်းလေးတွေထွက်နေပါတယ် အဲ့ဒီနိုဝင်ဘာလ9ရက်နေ့မှာကျွန်တော်တို့ရဲ့တန်းစင်ရဲ့ပွဲလဲရှိနေတယ်လို့လဲကောလာလာသတင်းလေးတွေထွက်နေပါတယ်1585 132ပြန်မမှာတန်းစင်ရဲ့ပွဲပါဝင်လာမယ်ဆိုပြီးတော့လက်ရှိအချိန်မှာတော့ရေးသားမှုလေးတွေတွေ့နေရတယ်အအတိကြတော့မဟုတ်ပေမဲ့လက်ရှိမှာအဲ့လို post လေးတွေကိုမြင်နေရတယ် one championship ကတည်ဝင်ချပြလာမှာကျွန်တော်တို့က official နေနဲ့သတ်မှတ်ရမှာဖြစ်ပါတယ်ခင်ဗျာအကယ်၍များတန်းစင်ရဲ့ပွဲသာအဲ့ဒီပွဲမှာထည့်သွင်းလိုက်မယ်ဆိုတော့ကျွန်တော်တို့မြန်မာကိုယ်စားပြု fighter နှစ်ယောက်ရဲ့ပွဲပါဝင်လာမယ်လို့ကျွန်တော်ပြောလို့ရတယ် ထဲလိုက်တဲ့မြန်မာဖိုင်တာနှစ်ယောက်ကလည်းမြန်မာပြည်သက်တည်းအားပေးဝန်းရံမှုအခိုင်အမာရထားတဲ့ဖိုင်တာနှစ်ယောက်မြန်မာကုံဆောင်ကရင်လဝိမေဖရိုနီကာနဲ့တန်းစင်တို့ဖြစ်ပါတယ်ဒါကြောင့်မလို့ဘလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမယ်မကြခင်မှာလည်း promotion ကဒီတွဲဆိုင်တွေကိုချပြလာဖို့ရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့တူတူအားပေးဆောင်ကြည့်ကြပါမယ်ခင်ဗျာဒါကတော့လက်ရှိချိန်မှာပြင်နေတဲ့ update news လေးအကြောင်းကိုလာရောက်မျှဝေပေးတာပါ one championship ကဒီတွဲဆိုင်တွေကြောင့် official တင်လာတဲ့အချိန်ကျရင်ချပြလာတဲ့အချိန်ကျရင်လည်းကျွန်တော်ကပြည်သက်တည်းစီထပ်ပြီးမျှဝေပေးပါအောင်မယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ပြောချင်တာတော့ဒါပါပဲ Veronica နဲ့တန်စင်တဲ့ပွဲအကြောင်းလေးကျွန်တော်သိရသလောက်လေးပြန်လည်တင်ဆက်မျှဝေပေးတာပါ။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marshall Academy Channel နဲ့ကိုလို MMA နဲ့ပတ်သက်တဲ့သတင်းတွေ One Championship UFC စရှိတဲ့သတင်းတွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marshall Logo ကိုတိုက်နေတဲ့ညီကိုရီအနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြစ်တာခင်ဗျာ။ပရိသတ်အလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။